အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကရှာမာဖြစ်တတ်တဲ့ကင်ဆာအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ရှာကင်ဆာကဘယ်သူတွေဖြစ်နိုင်လဲဘယ်လိုလက္ခဏာတွေပြလဲဘယ်လိုကုသမှုခံရလို့ရလဲဒါကိုသေချာသိကြတဲ့ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်လိုက်ပါရှာကင်ဆာဆိုတာက oral cancer လို့ခေါ်တဲ့ပါဇက်မှာ ဖြစ်တတ်တဲ့ကင်ဆာအမျိုးအစားတွေကတစ်ခုဖြစ်ပါတယ်အများအားဖြင့် squamous cell carcinoma လို့ခေါ်တဲ့ကင်ဆာအမျိုးအစားဖြစ်တာများပါတယ်ဘယ်သူတွေမှာဖြစ်နိုင်ချေများလဲဆိုရင်ဆေးရွက်ကြီး စားသုံးမှုရှိတဲ့လူတွေစိတ်လိုက်အလွန်ကြုံတောက်တဲ့လူတွေဒါပြုံမှာအရက်ကိုအလွန်ကြုံတောက်တဲ့လူတွေမှာဖြစ်နိုင်ခြင်းများပါတယ်ပြီးတဲ့အခါမှာ HPV လို့ခေါ်တဲ့တိမ်ကောင်းကင်ဆာပိုးအမျိုးအစားအဲ့ဒီပိုးကရှာမှာရှိခဲ့မယ်ဆိုလို့ရှိရင်လေဒါကဖြစ်နိုင်ခြင်းများပါတယ်နောက်ပြီးတော့ဗစက်မှာတန့်ရှင်းမှုအားနည်းတဲ့အခါမျိုးမှာလည်းပဲဖြစ်နိုင်ခြင်းများပါတယ်ဒါပြုံမှာကိုကအန်ကတ်ကိုအသုံးပြုတယ်အဲ့ဒီအန်ကတ်ကပုံစံမကျဘဲနဲ့ကိုယ့်ရဲ့ရှာတဝိုက်ကို ခဏခဏပုတ်တိုက်မှုဖြစ်တဲ့အခါမျိုးမှာလည်းပဲရှာကင်ဆာဖြစ်နိုင်ခြင်းများပါတယ်။နောက်ဆုံးအချက်အနေနဲ့ကကြတော့ကိုယ့်ရဲ့မိသားစုမျိုးထဲမှာဥကောင်းနဲ့လေဗင်တဝိုက်မှာကင်ဆာဖြစ်ပေါ်တဲ့လူတွေကရှာကင်ဆာဖြစ်နိုင်ခြင်းများပါတယ်။လက္ခဏာတွေအနေနဲ့ကကြတော့ရှာပေါ်မှာအနာမကျက်တဲ့အနာဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ရှာမှာအနာပေါက်နေပြီဆိုရင်အနာကမကျက်ဘူးဆိုရင်သေချာဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။ဒါပြေုံမှရှာပေါ်မှာ အနီကွက်ကြီးဖြစ်နေရမျိုးဖြစ်နိုင်တယ်သို့မဟုတ်အဖြူကွက်ကြီးဖြစ်နေရမျိုးဖြစ်နိုင်ပါတယ်ဒီအနီကွက်တွေအဖြူကွက်တွေကမပြောက်သွားဘဲနဲ့အချိန်ကြာကြာရှိနေရမျိုးဆိုလို့ရှိရင်မပေါ်စားပါနဲ့ဇောင်းနဲ့တိချပြပါဒါပြေုံမှရှာထဲမှာ ရှာပေါ်မှာပါဇက်တဝိုက်မှာနာကျင်တာပြီးလို့ရှိရင်ပူဆက်ပူလောင်ဖြစ်တာဒီလိုမျိုးခံစားချက်တွေပြတ်တတ်ပါတယ်ဒါပြေုံမှမြူချတဲ့အခါမှာမြူချရတာအခက်အခဲဖြစ်တာမျိုးလည်းဖြစ်နိုင်တယ် တကယ်လို့ပိုဆိုးလာပြီဆိုရင်တော့စကားပြောတာပါအခက်အခဲဖြစ်နိုင်တယ်ပြီးလို့ရှိရင်ရှာပေါ်မှာအလုံးအကျိတ်ပုံစံနေရှာရေးပုံစံပြောင်းနေရတယ်ဒါမျိုးတွေ့ရမှာဖြစ်ပါတယ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့ကန်ဆာပိုဆိုးလာပြီဆိုရင်တော့လေမင်းတဝိုက်မှာအကျိတ်တွေကြီးလာမှာဖြစ်ပါတယ်ဒါပြေအောင်မှရှာရဲ့အနာနေရာကနေပြီးတော့သွေးထွက်တာမျိုးလည်းတွေ့ရမှာဖြစ်ပါတယ်ရှာကင်ဆာကိုဘယ်လိုသိနိုင်မလဲယောဂါကိုစမ်းသပ်ကြည့်မယ်မေးမြန်းကြည့်မယ်နောက်ဆုံး biopsy အသားသားယူပြီးတော့ ရှာကန်ဆာဟော်မုန်းကိုအတည်ပြုလို့ရပါတယ်။ CT, MRI, ultrasound ဒါတွေကကြတော့ကန်ဆာရဲ့အဆင့်သတ်မှတ်ဖို့အတွက်အသုံးပြုပါတယ်။ကုသမှုအနေနဲ့ကဘာတွေရှိလဲ။အရင်မဆိုးသေးဘူးဆိုလို့ရှိရင်ဆော့ဆော့တိရတယ်ဆိုလို့ရှိရင်ဒီရှာကန်ဆာအတွက်ရှာကိုခွဲစိတ်မှုပြုလို့ရပါတယ်။တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ဓာတ်ကင်တာမျိုးလည်းပြုလို့ရတာဖြစ်ပါတယ်။တကယ်လို့ကန်ဆာကရင့်သွားပြီဆိုရင်တော့လေတခြားသော ုထုံတွေပြုလုပ်ရမှာဖြစ်ပါတယ်။တက်ကင်နာမြေကောင်မှစိတ်သွင်းတာမျိုးတွေပြုလုပ်ရတာမျိုးလည်းရှိပါတယ်။ခွဲစိတ်တာလည်းပါကောင်းပါနိုင်ပါတယ်။ဒါကတော့ဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ဆရာတွေကစုံဖြတ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ရှာကင်စာမဖြစ်အောင်အရက်ဆက်လိုက်ရှောင်းပါ။ဗဇက်ကိုတန်ရှင်းအောင်ထားပါ။ဒါပြင်မှ HPV ပိုးမဖြစ်အောင်လို့ HPV ကာဝယ်ဆေးထိုးတာပါအတိတ်ဘက်ကတော့တိုင်ကောင်းကင်ဆာကာဝယ်ဆေးကိုထိုးတာပါလို့ပြောချင်ပါတယ် ဒါပြေုံမှာကိုယ့်ရဲ့အန်ကတ်တွေကပုံစံမကျအောင်ဆိုလို့ရှိရင်လဲသွားစရာအနေနဲ့တရားပြပြီးတော့အန်ကတ်ကိုတရားပြုလုပ်ပါလို့ပြောချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လဲ subscribe လေးလုပ်ပေးကြပါဦးသိချင်တာရှင်းလဲ comment မှာမေးလို့ရပါတယ်